ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတတ်တဲ့အောင်လည်းမင်္ဂလာပါတရားဒီလုံးတိုင်းတာနဲ့အကောင်းဆုံးယာတီတဲကတခုလို့ဖြစ်လို့နှိပါဖြစ်ပြီးတော့မှ Champion League ရှုံးပွဲက Arsenal တို့ကဒါဘယ်လိုပြောမလဲဒီယာဒီမှာတော့စိတ်ပြက်စရာအထီးထားနဲ့အဆုံးတက်ခဲ့တာပေါ့လေဆိုတော့အထူးသဖြင့် Paris Saint-Germain ကိုသာကြော်ဖြတ်နိုင်ခဲ့ရင် difference story လို့ပြောလို့ရနိုင်မဲ့အခြေအနေမျိုးရှိခဲ့တယ် ဒါပေမဲ့အဲ့လိုကြော်ဖြတ်နိုင်ခြင်းမရှိတဲ့ကြောင့်သူတို့အဆုံးသတ်မှာဒုတိယကိုပဲ၃နှစ်ဆက်တိုင်နဲ့အဆုံးသတ်ခဲ့ရတယ်။မိခရာထီတာကယာတိပိတ်မှာတန်းဆင်းပြီးဟိုးရာမန်အောက်ဆုံးဖြစ်နေတဲ့ဆော့ဟမ်တန်ကိုသူတို့ဝေးကွေးသွားခံရတယ်။ဒါလက်ရှိနေထားရအာဆနယ်အသင်းကတော့ဒါအထက်ထားကအပြောင်းလဲတွေအများကြီးလုပ်ခဲ့တယ်။ကိုသမားဒါဗီရိုင်ယာပြီးတော့မှခန်ဆီကာကီရင်တန်နီကီရင်တန်နီဆိုရင်အာဆနယ်ဘေးသက်တော်တော်များများရဲ့အချစ်တော်ဖြစ်တဲ့ဒီစကော့တလန်သားလေးကဒီပွဲကသူ့ရဲ့ကစားမဘွားနောက်ဆုံးကစားမဖြစ်ပြီးတော့ရက်ကော့ခီဗီယိုဘန်ဝိုင်းနဲ့တော်မ Democrat Party က white ball မှာထားတယ်ဘာလို့ဆိုဆက်လီပါ injury ဖြစ်သွားတဲ့အတွက်ပြီးတော့မှအရှင်းချန်ကို declarize Mikel Merino ကိုဒါတစ်ဖက်က Raheem Sterling ဒါ Gabriel Martinelli နဲ့ Ethan Wanneri တို့ကစားခဲ့ပြီးတော့ Rice ကသူကစားမပွား Arsenal အတွက် captain နဲ့ဝဲထွက်ခွင့်ရတယ်။ဘွဲတော့ဒါဘယ်လိုပြောမလဲကျွန်တော်လေး Arsenal ပေးသက်တယ်ဆိုဘလို့ဆို Starling ကစားကိုးသွင်းတာနဲ့သူတို့ကွင်းထဲကိုဝင်မယ်ဒီပိုင်းနဲ့တကယ်လား Starling က Arsenal တော်တော်ကိုဆွဆူသွားပဲ။ Rice Starling ကကျွန်တော်တွေ့ဘူးတဲ့ Liverpool က Starling နောက်သူ့ရဲ့ phi ဖြစ်တဲ့ Man City က Starling နောက်ဆုံးပြ Chelsea ကိုရောက်လာတဲ့ပထမတစ်နှစ်နှစ်နှစ်က Starling နဲ့တခြားစီပဲ။ ဒီစာရင်းကဘာယုံကြည်မှုဘာ confidence မှမရှိဘူးဘယ်အသိနဲ့တွေးတွေးဒါသူတောင်းချောက်ကို struggle ဖြစ်တယ်အခုဒါအခုလောလောဆယ်အနေထားရတော့ဒါအာဆနယ်အသင်းကဒါတလုံးတည်းသောဂိုးပေါ့လေတလုံးတည်းသောဂိုးကိုပထမအစောပိုင်းမှာ Kieran Tierney ဦးဆောင်ကိုတွင်းတယ်တွင်းလာတော့တကယ်လည်းကောင်းတယ်ညတောင်ပတ်မှာ cross ထောက်တဲ့ Van White ရဲ့ cross ကနေပဲ Kieran Tierney ပိတ်သွားတယ်ဒီ Scotland သားတွေသူကျွန်တော်တော်တော်လေးသဘောကျတယ်ဘာကြောင့်လဲဆိုတော့ဒီ chart တွေက စားရောက်တဲ့အချိန်ဘူးတော့ chart တက်မှုတော့ဗောလေ तू ကစားရောက်တဲ့အချိန်တွေကနေတကယ်ကောင်းတဲ့ကစားမှာ Arsenal တို့ကအရင်တော့က Arsenal right back မှာအမြင်အားနေတဲ့အချိန်မှာအဲ့ Kieran Tierney ရဲ့ဘယ်ဘချမ်းတစ်ချမ်းတည်းကပဲအမြင်နဲ့အလုံးလုံးတာ Arsenal ရဲ့ twin ကိုကျွန်တော်မှတ်မှတ်ရရ Norway City ကိုကျွန်တော် fight scene နဲ့အဲ့လိုတင်းနေကြတဲ့မှာမိုးနေကြတဲ့မှာရွာတဲ့အချိန်မှာ तू လှလှပပကိုသွင်းသွားတယ် Arsenal ရဲ့ cross တီ cross တီတကယ်အရေးပါတဲ့ attacking line ကြောင့်ဟာသူ့ဘက်ချမ်းကပဲတကယ်အားကိုးရတယ် तू က traditional left back traditional left full back ပဲ။ဟိုကျွန်တော်တို့ inverted ပုံစံတွေမှာလည်းမရှိဘူး proper cross down ပဲသူရဲ့ pace နဲ့ဝင်မယ်။လမ်းကြောင်းနဲ့ချပေးမယ် cross down ပဲ။ဒါပေမဲ့အခုခေတ်က modern ဘောလုံးလောကမှာဒီလို full back တွေရှားသွားပြီဗျာ။ဒီ line တွေ line တွေ space တွေကြားထဲမှာဝင်တိုးတာတို့ဘာတို့နောက် reverse cross တွေဒီလိုပုံစံဖြစ်တဲ့ချိန်မှာ clearing ten တွေအတွက်ကန်ဆိုးသွားတာလည်းပါတယ်။ဆိုတော့ဟိုအထူးသဖြင့် my lewis kelly တို့ပဲဖြစ်ဖြစ်တခြားကလည်းအဓိကတော့ guardiola ပေါ့လေ။ဒါ young joao cancelo တို့တစ်ဖက်က ဒီ Man City ကစားမတွေအားလုံးကိုအထဲကိုခိုက်ခိုက်ခိုက်ဝါကားလို့ကိုအထဲဝင်ထားတဲ့ inverted fullback ပုံစံကစားပြီးတဲ့နောက်ပိုင်းမှာ the traditional fullback တွေပျောက်သွားတာပေါ့လေ Tenney က Arsenal အတွက်တကယ်ကိုအားကိုးရတဲ့ကစားမသူတကူသွင်းသွားတယ် Diarte သူ့အတွက်ပထမဆုံးဂိုးဖြစ်ပြီးတော့ Arsenal ဘေးတက်တီအတွက်ကျေနပ်စရာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ရက်တကန် Arsenal ကိုပြောချင်တဲ့ချက်ကစပီစီပေါ့လေဒီအဒီမှာကျွန်တော်တို့တောင်းကန်ပေါ်ကနေဂိုးတွေရတယ်စပီစီကဂိုးတွေရတယ်ရတယ်ရတယ်နဲ့တကယ်တမ်းလဲကြာရောအဲ့စပီစီကိုကျွန်တော်အားအားနေတဲ့ချက်ကပေါ့လေ ဒီနေ့ဒါဆက်ပီးစ်ကဘယ်လိုပြောမလဲဆိုတော့အာဆင်ရဲ့ပြဿနာကအဲ့ဆက်ပီးစ်ဒီမလုပ်နိုင်တာကိုကတော့ဆက်ပီးစ်ကနေဂိုးတွေတတိုင်းတိုင်းသွင်းနေတာအော်ဆက်ပီးစ်ဂိုးသွင်းနေဂိုးသွင်းနေဂိုးသွင်းနေအဲ့ဒါကြီးကိုကျွန်တော်ပိတ်တက်တွေကဂိုးယူနေတယ်အခုကဘာဖြစ်နေလဲဆိုတော့အဲ့နီကလပ်ဂျိုဗာရဲ့ attacking ဘက်ကတော့ပြဿနာရှိပြီအဲ့ခန်စစ်ကဆက်ပီးစ်တွေကိုဒီလုတ်တဲ့ဘက်ကျွန်တော်ဘုံမောင်းတဲ့ဘက်မှာဆက်ပီးစ်နှလုံးလက်ပြပေါ်ကနေဒွန်ဟော့ဆန်ခေါင်းတိုက်သွားတယ်ဟိုဘက်ကတခါ cross ကနေသွားတယ်အဲ့ဆက်ပီးစ်ပဲ ကျွန်တော်တို့ Hollywood ကင်တို့ကိုကျွန်တော် Villa ကိုအိမ်ခွင်းမှာရှုံးနှုံးကလည်းအိုက်ပုံစံပဲဒီ Sappi Sappi ဆီကကျွန်တော်တို့ရဲ့အဓိကပြဿနာဖြစ်လာတယ်ဒီနေ့ပွဲမှာလည်းဂိုးရဖို့တော့ရုံးကန်ရတဲ့ Southampton ကိုနောက်ထပ်တစ်ခါ Sappi ကဂိုးပေးအဲ့ဒီချက်ကိုကျွန်တော်ဒေါသထွက်တာ David Raya ကသူ့ရဲ့ပုံစံနဲ့အကောင်းဆုံးစေစေဆွမ်းဆောင်ရေးကောင်းတယ်ဒါပေမဲ့ one second sappi 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 ဒီဟာ concede ဖြစ်နေတဲ့အချက်ကတော်တော်လေးဆိုးဆိုးဝါးဝါးပြဿနာဖြစ်တယ်ဆိုတော့ တောင်းကံပေါ်ကနေတခါဆက်ပြီးကဂိုးပေးရပြီးတော့မှပွဲပြီးကံဒီမှာဒုတိယပိုင်းကအာဆင်ကအကုန်လုံးဝင်လာတဲ့အချိန်ကြမှာမာတင်အူဒီကအဝေးရလှမ်းကံပြီးတော့2-1ပေါ့လေသိနေတော့ဒါအောင်ရမ်ဆယ်ကိုကိုးသွင်းသွားတယ်ဆိုတော့ total performance ကကြည့်ရင်ဒါဆောင်းတန်လည်းအရင်ကြည့်ဦးအာဆင်လည်းအရင်ကြည့်ဦးဒါပေမဲ့အာဆင်ကတော့ chop down ဖြစ်အောင်လုပ်သွားတယ်တရားသလုံး season အတိုင်းတာနဲ့ okay အအဓိကပြောချင်တာကမာတင်အူဒီကရဲ့ under performance whole season injury ဖြစ်သွားတဲ့ Bakayo Saka အပါဝင်ကျွန်တော်တို့ Mike Lewis Kelly ရဲ့ up and down moment တွေ miss moment ပေါ့လေကောင်းတာလည်းရှိလို့သူထုတ်ခံတာလည်းရှိတယ်ဒါပေမဲ့ Raya ကတော့အဆုံးသတ်မှာ clean sheet 3ပွဲပဲရတယ်တကယ်ဆိုဒီပွဲကိုသူ clean sheet ရရင်တယောက်တည်း Golden Glove ရမှာရွှေလိုက်အိတ်စုပေါ့လေဒါပေမဲ့မနစ်ကသူ Golden Glove ရတယ်ဒါပေမဲ့ဟိုဘက်ကလည်း Forest ကလည်း Levi Cole ရဲ့ goal ပေးလိုက်ရတဲ့အတွက် Forest ကရှုံးသွားတယ်ဂိုးပေးလိုက်တဲ့အချိန်မှာ Arsenal က Raya ကဒီနေ့ပွဲ clean sheet ရရင်တယောက်ထဲရမှာဖြစ်ပေမဲ့သူတို့လည်းဂိုးပေးရတဲ့အတွက် ဒါအာဆယ်က2-1နဲ့နိုင်ပေမဲ့ဒါဗစ်ရိုင်ယာနဲ့မတ်ဆီလ်ကပူးတွဲရွှေလက်အိတ်ကိုရရှိခဲ့တယ်ဒါပေမဲ့အာဆယ်အသင်းကတော့3နှစ်ဆက်ဒုတိယဖြစ်ပြီးတော့မေကွန်ထုတ်စရာတွေအများကြီးနဲ့ရပြီးသိမ်းခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်